အားလုံးမင်္ဂလာပါဒီနေ့လေးမှာတော့ငွေရလေကဘာပေါ်မှာအရှမ်းအပါဆုံးဖြစ်တဲ့စိတ်ဝင်စားဝင်တမိုင်းချောင်းနေနဲ့ထူးခြားတဲ့ဂုံတက်တီကိုပိုင်ဆိုင်ထားတဲ့စပင်နဲ့မဟုတ်တဲ့တာဖိုက်ဆိုတဲ့အကြောင်းလေးကြောင့်ငွေရရှင်းပြပေးချင်တာဖြစ်ပါတယ်1945ခုနှစ် အိုင်ယာလန်နိုင်ငံဒဗလင်မြို့မှာရှိတယ်။ကျောင်းမြေရနာဆိုင်တစ်ခုကကျောင်းမြေရနာပညာရှင်တယောက်ပေါ့နော်။ Richard Duffy လို့ခေါ်တဲ့ကျောင်းမြေပညာရှင်တယောက်ကနေမှသူကစတင်ပြီးတော့တွေ့ရှိခဲ့တဲ့ Data 5ဆိုတဲ့ကြောင့်လေးဖြစ်ပါတယ်။ True ဆက်ကြောင့်ပေါ့လေသူကဒီ spin နဲ့ကြောက်ပြည်ထဲမှာတွေ့ရှိတဲ့ Data 5ဆိုတဲ့ကြောင့်လေးပေါ့နော်။ London နိုင်ငံ Jeans gene stone testing laboratory ကိုသူကပေးပို့ပြီးတော့ဟိုစစ်ဆေးလိုက်တဲ့အခါမှာလေသူ့ရဲ့ဓာတ်ရုပ်ဖွဲ့စည်းပုံများ spin နဲ့ क्वे ပြရဲဆိုတဲ့အခါမှာတွေ့ရှိရတဲ့အတွက်သူ့ကို tar five ဆိုပြီးတော့စတင်သတ်မှတ်လိုက်တာဖြစ်ပါတယ်ဓာတ်ရုပ်ဓာတ်ဖွဲ့စည်းမှုတွေအနေနဲ့ BMG AL4OA ဆိုရယ် beryllium magnesium နဲ့ aluminum oxide တွေပါဝင်တဲ့ဒီကြောင့်လေးတစ်မျိုးဖြစ်ပါတယ် မာဇစ်အနေနဲ့8.0ရနေပြီးတော့8.5တိရှိပြီးတော့အလင်းရညုံငယ်အနေနဲ့1.717ရနေပြီးတော့1.777တိရှိပါရယ်ပုံဆောင်ခင်းအနေနဲ့ကကြတော့ဟာဇကွန်နဲ့စက်တကံပုံဆောင်ခင်းအနေနဲ့တွေ့ရှိရပါတယ်ရှင်ထူးခြားချက်ကပေါ်လေစပင်နယ်နဲ့ပုံတံဆင်ပြီးတော့သူကဒရီးဆုံအလင်းရံညုံလေးပေါ်မှာမူတည်ပြီးတော့စပင်နယ်နဲ့မတူတာကိုကွဲပြားခြားနားလို့ရပါတယ်။ တွေ့ရှိရဒေသရဲ့အနေနဲ့တီးလင်္ကာနိုင်ငံတန်ဇန်နီးယားနိုင်ငံတောင်ပိုင်းနဲ့မြန်မာနိုင်ငံမိုးကုတ်ဒေသရဲ့နှောင်းတင်မြင်းလူဒေသတွေမှာအများဆုံးတွေ့ရှိရပါတယ်တရုတ်နိုင်ငံရုရှားနိုင်ငံနဲ့အော်စတြေးလျနိုင်ငံတွေမှာလည်းရန်ဖန်ရန်ဟာပေါ့နော်အရေးသွင်းနေတဲ့ကြောက်တွေကိုလည်းတွေ့ရှိရတတ်ပါတယ်တဲ့ quality အနေနဲ့ပေါ့နော်ကြီးမားပြီးတော့တန့်စင်နေအယောင်ရင်းနဲ့ကြောက်တွေက ပို့ပြီးတော့ဈေးကောင်းရပြီးတော့အခုလက်ရှိကမ္ဘာပေါ်မှာပေါ့နော်1996ခုနှစ်တုန်းက13.5 carat ရှိရဲ့အရွယ်စားကိုလေးလံတင်ပြီးရောင်းချခဲ့ပြီးပါတယ် ကဘာပေါ်မှာပေါ့လေအလွန်ရှားပါးရဲ့ကြောင်မျိုးစားဖြစ်တဲ့အတွက်ကြောင်ရဲ့ရနာပညာရှင်တွေနဲ့ဒီလိုလဝိရနာဆိုင်ရာနေမှာတော်တော်ကြီးလိုချင်ပြီးတော့ထက်ခက်ခဲခဲစူးစောင်းရတဲ့အလွန်ရှားပါးရဲ့ကြောင်လေးတစ်မျိုးဖြစ်ပါတယ်ဒီလိုကဘာပေါ်မှာအရန်ရှားပါးရဲ့တာဖိုက်ကြောင်လေးရာလေးကန်ကောင်းခြင်းနဲ့ခြေချင်းမြတ်တာတရားတွေရဲ့စွမ်းအင်ကိုမြင့်တင်ပေးတဲ့အပြင်သူကနှလုံးသားရေးနဲ့ဂယုနာတရားတို့ကိုလည်းသူကလေဟိုဖွင့်ပေးရဆိုပြီးတော့လူအများအယုံကြည်ကြပါရဲ့ဒီတာဖိုက်လေးကလုံးဝ genius ဆုံးဖြစ်ပါတယ် ကမ္ဘာပေါ်မှာအလွန်ရှားပါရဲ့ data file ကြောင့်လေးလေ1982ခုနှစ်အထိ10ခုသာတွေ့ရှိရပါတယ်အလွန်ရှားပါရဲ့ကြောင့်လေးတစ်မျိုးဖြစ်ပါတယ်ပေါ့နော်သူ့ကိုသူကဟိုတခွဲခန်းလေးမှာ x-ray နဲ့ kidney secretary နဲ့ဒါတေချာခွဲခြမ်းစိတ်ဖြာမှသာ screen နဲ့မဟုတ်တဲ့ data file လေးကိုတွေ့ရှိရဖြစ်ပါတယ် data file လေးကို February လမှာပေါ့နော် screen နဲ့အထုပ်တွေထဲကနေမှတွေ့ရှိပြီးတော့ဒီဘန်ကောက်နိုင်ငံမှာ lab မှာသွားဆင်ရင်းနဲ့တွေ့ရှိထားတဲ့ကြောင့်လေးဖြစ်ပါတယ် ဒီလိုထူးခြားတဲ့သဘာဝရဲ့အံ့ဖွယ်လက်ရဖြစ်တဲ့တာဖိုက်ကြောင့်လေးတွေကို သိပ္ပံပညာရှင်နဲ့ကြောက်မြင့်ရနာပညာရှင်တွေကလေအယမ်းကိုလိုလိုချင်းချင်းနဲ့ကိုရှာဖွေစုဆောင်းနဲ့ရှာပန်းလုပ်တဲ့ကြောင့်လေးတွေမျိုးဖြစ်ပါရဲ့ဒီလိုတာဖိုက်ကြောင့်လေးတွေကိုငွေလိုချင်နေဆိုရင်ငွေကြီးမှာတစ်ချက်လောက်လာပြီးတော့မင်းမြန်လို့ရပါတယ်เนาะ ီလိုတဘာဝရဲ့အံ့ဖွယ်လက်ရည်တွေနဲ့ကဘာပေါ်မှာအယမ်းရှားပါပြီးတော့သိပ္ပံပညာရှင်တွေကတော့ကျောင်းနဲ့ပညာရှင်တွေကပါလူလူချင်းချင်းနဲ့စုဆောင်းရတဲ့ဒီလိုရှားပါတဲ့တာဖိုက်ကြောင့်လေးတွေကိုငွေစီမှာလာရောက်ပြီးတော့လိုချင်နေဆိုရင်လည်းစုံစမ်းပေးမြှုပ်ရပါတယ်နော်ငွေကကျောင်းမြေရနာတွေကိုချစ်တဲ့သူတယောက်အနေနဲ့ရောဒီကျောင်းမြတ်တွေကို တကင်းကိုချိမဲ့လို့ပြီးတော့စုဆောင်းမဲ့ဝါသနာရှင်တို့ဖြစ်ပါရဲ့အဲ့တော့ငွေစီမှာရှိရဆိုရင်လည်းပေါ့နော်ငွေအားလုံးကိုရှင်းမင်းလုပ်ပေးပါမယ်အဲ့လိုပဲပေါ့နော်ငွေကဘာပေါ်မှာအရန်ရှားပါပြီးတော့အရန်စမ်းပြရဲ့ရှာရှာပပကြောင့်လေးကိုငွေအလင်းတင်ရင်တင်တယ်လို့ဗီဒီယိုလေးရိုက်ပြီးတော့တင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်ငွေကိုစောင့်ကြည့်ပေးကြပါအောင်နော်အားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ပြီးတော့ပြန်ပြပါမယ်ရှင်တတ်တာ